ADD တို့ ADP တို့ဘာကွာလဲဆိုတာအရင်သိချင်နေကြရမလားမသိသေးဘူးဆိုရင်မျက်လုံးထဲမှာကွက်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 မြင်လာအောင်ကျွန်တော်ဗီဒီယိုနဲ့တစ်ချက်ရိုက်ပြီးတော့ရှင်းပြပေးမယ်ဒါပလင်းအလွတ်လေးနော်ကျွန်တော်အခုကနေစပြီးတော့ရှင်းပြမယ် ADD ADP ဟာပါဖန် Atrace D ပါဖန်တို့ဘာလို့ကွဲအောင်တစ်ချက်လေးကျွန်တော်ရှင်းပြပေးမယ်ဒါပလင်းလွတ်လေးရှင်မွေးပေါ်ဆက်တော့မြထားလိုက် ADD တလုံးကိုကျွန်တော်ပေါ်ဆက်တော့မြထားလိုက် ADD အပြင် Audi Colon လို့ဆိုရလဲရှိရဲ့ဗျာ ADD ရဲ့အောက်မှာ အဲ့ဒါတော့ရှင်းမပြတော့တိတ်ပြီးတော့မလာတော့တဲ့အတွက် EDD အကြောင်းကိုကျွန်တော်ဒီမှာရှင်းပြမယ်ဒီမှာဒါရင်မွေးအစီထားလိုက်ဗျာရင်မွေးစီလေးထည့်လိုက်ပြီးရင်မွေးတစ်လုံးလုံးဖို့ EDD EDD process ဖို့ဆိုပြီးတော့ကျွန်တော်ရင်မွေးစီလေးထည့်လိုက်ပြီဗျာဒါရင်မွေးစီလေးဒီလောက်ရောက်သွားပြီထားလိုက်တော့ဒါရင်မွေးအစီပဲဗျာဒါရင်မွေးဖော်ဖို့အတွက်ရေကြီးဆုံး fragrant wine လို့ခေါ်တယ် essential wine လို့ခေါ်လို့လည်းရတယ်ဒီမှာဒါဆို ethanol ထားလိုက်ဗျာရေတွေပါကျွန်တော်နမူနာပြချင်လို့ ethanol ဆိုတဲ့အရက်ပြန်နေအရက်တွေ ်ဤတော့မဟုတ်ပဲနဲ့ဘောကတောက်တဲ့အရက်လဲရောလို့ရတယ်ဒီမှာကြည်လိုက်ဒါရေမွေးတစ်လုံးဖြစ်သွားရထားလိုက်ဒါရေနည်းနည်းများလျှော့လိုက်အောင်မယ်နောက်တစ်ခုထထည့်ရမှာမဟုတ်လို့ဒီမဲ့ ATT မှာဆိုရင်အစီပါဝနောကဒီလောက်ပါတယ်လို့သတ်မှတ်လို့ရတယ်ဒါဆိုရင် ATT လို့သတ်မှတ်လိုက်နောက်ထပ် ADP ဆိုတာကျတော့ကျွန်တော်ဒီနားလေးကိုလက်လေးနဲ့မှတ်ထားမယ် ADP ဆိုတာကျတော့ဘယ်လိုကွာရှားလဲဆိုတော့ရေမွေးအစီပါဝင်မှုပုံများသွားတယ်ဒီမှာ လက်လေးအထက်မှာတက်လာတယ်ဒိမဲ့ဒါဆိုရင် ETP ဖြစ်သွားပြီဗျာဒါကတော့ရေရေရောရက်ပြန်ရောပြီးသားလို့သဘောထားလိုက်တာဆိုရင်မွေး ETP တလုံးရသွားပြီ perfume ဆိုတာကျွန်တော်ထပ်ပြီးရှင်းပြမယ် ETD ရဲ့ကျတော့ခုန ETP ရဲ့ကျခုနပြောတဲ့ ETD ထက်အစီပါဝင်မှုတက်လာရနော် perfume ဆိုတာကျတော့ဒီလိုမျိုးပို့ပြီးတော့များလာမယ်အစီပါဝင်မှုဒီမှာတော်တော်ကြီးကိုရောက်လာပြီရေမွေးတလုံးမှာဆိုအစီပါဝင်မှုအများဆုံးက ပါဖန်ပေါ့ဗျအဲ့၃မျိုးတွေမှာဆိုနောက်ပြီးတော့အဲ့ trace ဒီပါဖန်ဆိုတာရှိသေးရဲ့အဲ့ဒါကျရေမွေးတလုံးရဲ့30ရာ30ရာခိုင်နှုန်း40ရာခိုင်နှုန်းအလောက် GT ကိုပါသွားတာဗျဒီမှာကြည့်လိုက်တော့ဒါဆိုရင် h trace ဒီပါဖန်လို့ခေါ်သွားပြီဗျာဒါကတော့လူအများဈေးကွက်မှာတွေ့နေရတဲ့ရေမွေးလေးမျိုးအကြောင်းကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်အစီပါဝင်မှုပုံများကတော့ h trace ဒီပါဖန်အများဆုံးလို့ပြောလို့ရတယ် နံလည်းပိုဆွဲတယ်လို့အလွယ်တကူသတ်မှတ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့အနံပါဝင်မှုရပိုများတော့တာပေါ့နော်။ပြီးရပြီးတော့နောက်ပြီးတော့တစ်ခုလူတွေရဲ့အသိစိတ်ထဲမှာတစ်ခုလေးနည်းနည်းလောက်မှတ်ထားစေချင်တာရှိသေးတယ်။ဒီလိုအများကြီးပါတဲ့အနံအကြာကြီးဆွဲမယ်လို့လွယ်တကူတော့သတ်မှတ်လို့ရတာပေါ့ဗျာ။ဒါပေမဲ့ဒီလိုအများကြီးပါထက်ဒီလို EDD လေးရပို့ပြီးတော့နည်းနည်းလေးပါတာလေးရပို့ပြီးတော့ဆွဲနေရမျိုးတွေလည်းရှိကောင်းရှိတတ်တယ်။ အများတော်အားဖြင့်ကတော့ဒီလိုပါတာပို့ဆွဲရပါဘောဗျာဒါပေမဲ့အားလုံးကတော့မတွက်လိုက်နဲ့အနည်းဆုံးပါတဲ့ဟာလေးရဲ့လေပို့ပြီးတော့ဆွဲနေရမျိုးတွေရှိရတယ်လို့ထည့်ပြီးတော့ပြောချင်သေးတယ်ဒါဆိုတော့ရင်မွေးတလုံးဖြစ်သွားပြီဗျာအဲပို့ပြီးတော့ပြည့်စုံတဲ့ရင်မွေးတလုံးအဖြစ်ဖြစ်ချင်သေးရင်တော့တခြားနည်းပညာပိုင်းတွေလိုအပ်သေးရပါဘောနော်ဒီထဲမှာ positive လို့ခေါ်တဲ့အနက်ပို့ပြီးတော့ဆွဲအောင်ခန္ဓာကိုယ်မှာအရေးအဆိုးတယ်လေးပို့ဖြစ်အောင်ထည့်လို့ရတဲ့အလိုမျိုးဟိုလေးရှိရဗျာအလှအလှစီလို့ခေါ်မလား ဖက်စစ်တစ်လို့ခေါ်တာပေါ့ဗျာအဲ့လိုဗန်ဆွိုင်းတို့အဲ့လိုဟာမျိုးလေးတွေလည်းထည့်ပြီးတော့တုံးလို့ရတယ်အဲ့ဒါဆိုတော့ခန္ဓာကိုယ်မှာအဆိုတယ်လေးရှိရအတွက်ရေမှုရပို့ပြီးတော့အနက်ချာချာဆွဲရပါဗျာဒီအရက်ပြန်ထည့်ရတယ်ဆိုတော့အရက်ထည့်ရတယ်ဆိုတော့အကြောင်းပြချက်ကဘာလို့ထည့်ရလဲဆိုတော့ဒီအစီတွေကြီးပဲဆွတ်မယ်ဆိုရင်လူခန္ဓာကိုယ်မှာအနံ့ပြန့်လွန်အောင်မရှိတော့ဘူးအရက်ပြန်နဲ့ပြန်လိုက်တဲ့ခါမှာပို့ပြီးတော့အနံ့ပြန့်လွန်အောင်ကောင်းတဲ့ဒီကနေ့အနံ့နေပို့ပြီးတော့ပြန့်ထွက်မယ်အဲ့ကြောင့်မလို့ရေမှုရအစီကို ဒီလို ethanol လို့ခေါ်တဲ့အရက်ပြန်နေနဲ့ရောကြတာပဲဖြစ်ပါတယ်ဒါဆိုရင် ADT ADP extract ဒီပါဖန်စသဖြင့်အဲ့လိုမျိုးတက်မှတ်ထားတဲ့အရာတွေကိုဒီကော့ကော့ကွန်မြင်လောက်ပြီးလို့ထင်ပါတယ်ရေမွေးနဲ့ပတ်သက်တဲ့ဘူတုဒ္ဒတွေကိုကျွန်တော်ဆက်လက်ပြီးတော့အလင်းအသစ်တို့တင်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်အကောင့်လေးကို follow လုပ်ထားလို့ရပါတယ်လာဝဲခြင်းတော့131 60 61မန်လေးကျွန်တော်ဆိုင်မှာနဲ့နေစမ်းပြီးတော့လာဝဲလို့ရပါတယ်မန်လေးမျိုးစုံရန်ဝေချေရပြီးတော့မန်လေးတစ်မျိုးရဲလွယ်လို့ကျန်ပြီးအားလုံးကိုကြိုလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်